အီရန်လန်ဒီအခန်းစစ်ဟာအမြင့်ဆုံးအဆင့်တွေမှာရှိနေတယ်လို့ဖွင့်ရပြောဆိုလိုက်တယ်။နေပြည်တော်ဟန်စီဖလက်။ဘာဒရနာဒီရဲ့နေပြည်တော်ဟန်စီဖလက်ကအီရန်လန်ဒီရဲ့ခန်းစစ်စွမ်းဆောင်ရာအမြင့်ဆုံးအဆင့်မှာရှိနေတယ်လို့ဖွင့်ရပြောဆိုလိုက်ပါလိမ့်။ဘာဒရနာဒီကချန်ပီယံစင်မီဖိုင်နယ်မှာအီရန်လန်ဒီနဲ့ဆုံတွေ့နေပြီးဒီတစ်ပတ်ဘော်ဒိုနေ့မှာအင်ကွင်းမှာချန်ပီယံရမှာလည်းပဲဖြစ်ပါလိမ့်။ဒီတွေဟန်စီဖလက်ကသူတို့ကအထွေထုံထွေဝတဲ့အသင်းအသင်းဖြစ်ပြီးခန်းစစ်ပိုင်းကလည်းတကယ်တကယ်ကိုအမြင့်ဆုံးအဆင့်မှာရှိနေပါလိမ့်။ ပြီးတော့သူတို့မှာထူးချွန်တဲ့တန်းစင်မှုတွေလည်းရှိနေပါလိမ့်သူတို့ဟာနေပြောအပိုင်းမှာလေတကယ်ကိုကောင်းမွန်လို့နဲ့အသင်းအသင်းပါလို့ဖွင့်ဟပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်အင်အမလန်ဒီရဲ့နေပြောင်းအင်ဇာဂီကလည်းဘာဒူနာသိဟာဘလောလောကရဲ့အခမ်းအနားဆုံးအကြီးကျယ်ဆုံးအသင်းအသင်းဖြစ်ကြောင်းလေးစားမှုအပြည့်နဲ့ရင်ဆိုင်သွားမှာဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။အင်အမလန်ဒီကတော့ကိုဘာအီတလီယာဘလောပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့အတွက်စူလာသုံးလုံးမျှော်လင့်ချက်ဆုံးသက်သွားခဲ့ပြီးဖြစ်ပေမဲ့လည်း ဘာဒရိုနာအသင်းမှာတော့ဆူလာ၃လုံးလမ်းကြောင်းပေါ်မှာဆက်လက်ရှိနေတုန်းလည်းပဲဖြစ်ပါရယ်။စပါနဲ့ယူဘာလီဆီမီဖန်နဲ့ဘွဲစဉ်ကိုတင်းရဲစားမှာတဝက်နီးပါးမပါဘဲနဲ့အီရင်ဆိုင်စားသွားမဲ့ဘိုဒိုကလင်စပါးနဲ့ယူဘာလီဆီမီဖန်နဲ့ပြန်ရင်ပဲဘိုလိုကလင်ဟာဂျာတာဘင်းနဲ့ပထမကြော့ဘဲစင်မှာအရိယာဇာမအမြောက်အများမပါဝင်ပဲရင်ဆိုင်လာရမယ့်ပြဿနာကြီးကြုံတွေ့နေရပြီဖြစ်ပါလေ။နော်ဝေးရှမ်ဘီယံဟာဒင်းကောင်ဆောင်ဘတ်ထွေပဲအပါဝင်အရိယာဇာမ၃ဦးပွဲပယ်ခံရတာလည်းပဲဖြစ်ပါလေ ဒါပြင်ဘော်ရီကလင်းဟာဒီရဘိုးနောက်ခံစားမှာဘော်တက်တော်မန်စားမှာအိုလီဗလိုင်းဘတ်တို့ဟာဒဏ်ရာရရှိနေမှုနဲ့အတူပို့ပြီးတော့ခေါင်းခဲစရာကြုံတွေ့နေရတာလည်းပဲဖြစ်ပါရည်။အသန်း၂၆နှစ်ရဲ့ဘော်တက်ဟာတင်းငွေတုံးကပေါင်ကြံဒဏ်ရာရရှိခဲ့တာလည်းပဲဖြစ်ပါရည်။အခုကမှတော့ဘော်ဒက်ဟာမြောက်လန်တန်ကိုတွားရောက်ခဲ့ရမယ့်ပွဲစဉ်မှာပါဝင်နိုင်ဖို့မရေမရာဖြစ်နေပြီလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းတောင်မန်ဇာမားဘရိုင်းဘတ်ဟာအခုလအစောပိုင်းတုန်းကရရှိခဲ့တဲ့ဒဏ်ရာကြောင့်စပါးစင်းရဲ့ပွဲစဉ်ကိုလွဲချော်ဖို့တည်ကြနေတာလည်းပဲဖြစ်ပါလိမ့်။ ဆိုတော့ဘော်ရင်လေးရယူပါလိစင်မီဖန်နယ်အဆင့်ကိုတက်ရောက်နိုင်ရင်လမ်းကြောင်းပေါ်မှာလာဇီယိုအိုလံပီယာကို့တန်ဒီ၃၀တိတို့ကိုအနံယူထားတာလည်းပဲဖြစ်ပါလိမ့်မော်ဒယ်လေးကနော်ဝေးရာသီစတင်ယုံသာရှိနေသေးပြီးလေးဘွဲစဉ်လေးဘွဲတည်းသာကစားထားရသေးတာလည်းပဲဖြစ်ပါလိမ့်။သူတို့ကလေးဘွဲမှာ၃ဘွဲနိုင်အောင်ရှိထားပြီးရှုံးဘွဲတစ်ဘွဲမှာတော့မရှိထားသေးပါဘူး။ဘရေးဗျာလေးတမိုင်းမှာဂိုးအများဆုံးတွင်းယူထားတဲ့နိုင်ငံသားဇာမတယောက်ဖြစ်လာပေမဲ့လည်းရော်နေတို့ရဲ့အချိန်အဝါကိုမကျော်ဖြတ်နိုင်သေးတဲ့မိုးဆာလား။ မိုးဆလာပရီးမီယံလိသမိုင်းမှာဂိုးအများဆုံးသွင်းယူထားတဲ့နိုင်ငံသားဈာမတယောက်အဖြစ်သမိုင်းမှတ်တိုင်စိုက်ထူထားခဲ့ပြီးဖြစ်ပါလိမ့်။ဒါမှလည်းသူအောက်ခရစ်စတီယာနိုရဲ့အချိန်အဝါကတော့ကျော်လာနိုင်ခြင်းမရှိသေးပါဘူး။မိုးဆလာယမနီတော့ကစပါတင်းကို၅ဂိုးတကိုးနဲ့နိုင်ရရှိပြီးတဲ့နောက်ပရီးမီယံလိလောဆုပ်ကိုနိုင်ခဲ့တဲ့လိုဒီဘက်မှာစတော့တောက်ဂိုးကိုလည်းသွင်းယူနိုင်ခဲ့ပြီးပရီးမီယံလိသမိုင်းမှာပြင်ဆင်မှမြောက်ဂိုးအများဆုံးသွင်းယူသူလည်းပဲဖြစ်ပါလိမ့်။ ။ဒါပြင်ဆာလာမန်စီးတဲ့ကတော့ဇာမတရားဖြစ်တဲ့စာဂျူအဂူရိုကိုတော်ဖြတ်ပြီးတော့ပရီးမီးယားလိသမိုင်းမှာဂိုးများဆုံးသွင်းယူထားနိုင်တဲ့နိုင်ရသားဇာမတယောက်လည်းပဲဖြစ်လာပါလိမ့်။ဒါပဲလေဂျေးစူပါစတားကယူရိုတရအသင်းအတန်းဆက်ဇာမာဂျီခရစ်စတီယာနိုရိုဒိုကိုတော့မတော်ပြန်နိုင်သေးပါဘူး။မိုဂီတိုင်းကော်ရီးယားရဲ့ပရိသတ်အယောက်တစ်ထောင်ကိုပရီးမီးယားလိမှာတိုင်ဆုံနိုင်ငံခြားသောဇာမာကိုမေးမြန်းမှုပြုလုပ်ခဲ့ရမှာအန်ဖီစူပါစတားဟာခရစ်စတီယာနိုရိုဒိုရဲ့အောက်ဒုတိယနေရာမှာပဲယက်တီထားနိုင်ခဲ့တာလည်းဖြစ်ပါလိမ့်။ ရတဲ့စွာစတောင်းကပြည်သက်မဲပေးမှု30ရာခိုင်နှုန်းဤရောက်ရှိခဲ့ပြီးထိတ်ဆုံးနေရာမှာရပ်တည်နေကမိုးဆာလာနဲ့ဟင်နရီတို့ကတော့15ရာခိုင်နှုန်းစီနဲ့ဒုတိယနေရာမှာဖူးတွဲရပ်တည်နေတာလည်းပဲဖြစ်ပါလေ။ဒါပြင်အရစ်ကန်ဒိုနာက17ရာခိုင်နှုန်းနဲ့စတော့တာနေရာမှာရပ်တည်နေပြီးဘာကန်က8ရာခိုင်နှုန်းနဲ့ပြင်စမနေရာမှာရပ်တည်နေတာလည်းပဲဖြစ်ပါလေ။ကေဗင်ဒီဘိုင်နာ၊ပီတာရှမိုက်ကယ်၊ပက်ထရစ်အီဗရာ၊ဒေးဗစ်ဆေးဘာတို့ကလည်းထိတ်ဆုံးဆေးရောက်ဆင်းနဲ့မှာပါဝင်ခဲ့ကြတာလည်းပဲဖြစ်ပါလေ။ ရော်ရင်တို့ကတော့ယူရတဲ့အသဲမှာနှစ်ကြိမ်ကစားခဲ့ရမှာ185ကိုတွင်းယူထားနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူကယူရတဲ့အသဲနဲ့တူပရီးမီယာလိဖလား3ကြိမ်၊လီဖလား2ကြိမ်၊ချန်ပီဖလား1ကြိမ်စခုရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယူရိုပါလိဖလားရမယ်ဆိုရင်တော့မှယူရိုတဲ့ရာသီကိုကယ်တင်နိုင်မှာမဟုတ်ဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့ဘရူနိုဖာနန်ဒက်စ်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာယူပါလိဖလားစကူရောက်ရှိခဲ့မယ်ဆိုရင်တော့မှကလပ်မှာဆိုးရတဲ့ရာသီကိုကယ်တင်နိုင်မှာမဟုတ်ကြောင်းဖွင့်ရပြောဆိုခဲ့ပါလိမ့် နေပြည်တော်ရဲ့ယူရနီယံသင်းကယမနီတို့ကဘောမောင်သင်းကိုနောက်ကျခြေပါကိုကြောင့်တေကစားပြီးတဲ့နောက်ရာသီသိမ်းဖို့လေးဝရတာလွှတ်တော်တဲ့အချိန်မှာပရီးမီးယားလိမှာပေးစရာဆင်ဆက်လေးနေရာမှာယက်တီနေတာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့လည်းယူရနီယံသင်းကအခုရာသီဆူပလာမျောလင်းချက်ဖြစ်တဲ့အပြင်လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်ယူဘာလိချန်ပီယံဖြစ်လာမယ့်အခွင့်အရေးပန်းဆိုင်နေတော်လည်းပဲဖြစ်ပါလေ။သူတို့ကကြာသပတေးမှာစပိန်ကိုတွားရောက်ပြီးတော့ဘီဘောင်နဲ့ယူဘာလိဆီမီဖိုင်နယ်ပရပချော့ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလေ။ ဒါပေမဲ့လည်းသင်ကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကတော့ဒါကဆုလက်တစ်ခုလို့မပြောလို့ပါဘူး။ဒါယူပါလိမ့်မအောင်မြင်တော့လို့ပဲကျွန်တော်ပြောချင်ပါလိမ့်။ဒီလိုဖြစ်အောင်လုပ်ဖို့ကလည်းအရေးကြီးပါလိမ့်။တရားဒီမှာဆုစိတ်ရောက်အောင်လုပ်ရပါမယ်။ဒါပေမဲ့လည်းဒါဘာဆိုဘာမှကိုကဲတင်နိုင်မှာတော့မဟုတ်ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘီဘောင်ဝါလာလီကာမှာပေးစရာအဆင့်၄နေရာမှာရက်တီနေပြီးတော့ယူပါလီဘိုလူဘက်ကိုအခန်းစားရထားတဲ့အသင်းအသင်းလည်းပဲဖြစ်ပါလိမ့်။ဇလဗီယောဘရူနိုဖာနန်ဒက်စ်က သူတို့ကကျွန်တော်တို့ကိုအနံ့ရခဲ့မယ်ဆိုရင်အင်ကွဲမှာဘောလူပဲကစားရမှာလည်းပဲဖြစ်ပါလေဒီတော့အရန်ကိုခက်ခဲလာမှာပါကျွန်တော်တို့အကောင်းဆုံးလဲပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဘောပေါ်နီးပြဟာရတဲ့ရာသီကိုဖြတ်စည်းရေးအတွေ့အလျောက်ဝဲအေဂျင့်အဖြစ်လှုပ်ဆောင်လာပါလေဘောပေါ်နီးပြကယူပါလိဆီမီဖိုင်နယ်ဘရမကျော့ဘဲစင်တိုင်ငင်ဘီဘောင်နီးပြဘေးပါလေထံကို ဖုံးဆက်သွယ်ပြီးတော့ရတဲ့အားနဲ့ချက်တွေကိုအသေးပေးလာမှလည်းပဲဖြစ်ပါလေ ဘဝနေပြဖြစ်တဲ့အိုင်ရာအိုလာကငယ်စဉ်ကလေးကဘီဘာကိုအားပေးလာသူတစ်ယောက်ဖြစ်ပြီးဘေဘာရီရဲ့လောင်းမှာပွဲပေါင်း156ပွဲစားမှုအပါအဝင်ဘီဘာအသင်းအတွက်ပွဲပေါင်း900ကျော်ကစားပေးကြတာလည်းဖြစ်ပါလိမ့်။ဆေးအောင်ကိုဆက်သွယ်ပြီးတော့ယူနိုက်တက်အားနဲ့ချက်ကိုအတိပေးလာမလားဆိုပြီးမေးမြန်းလာတဲ့အချိန်မှာတော့အိုင်ရာအိုလာကဟုတ်ကဲ့ကျွန်တော်စကားပြောမှာတေးကြပါလိမ့်။ကျွန်တော်တို့အကြရန်ကောင်းတဲ့ဆက်စံရေးတွေရှိပါလိမ့်။သူကကျွန်တော်ဂျုံနေသမျှနီးပါးတွေထဲမှာ special ချအောင်သောနီးပါးတယောက်ပါပဲ။ သူ့အတွက်ကျွန်တော်အကောင်းဆုံးဖြစ်လာဖို့ဆုတောင်းပေးပါတယ်လို့ဖွင့်ရပြောဆိုသွားတာလည်းပဲဖြစ်ပါလိမ့်အိုင်ရန်လာတော့ဘီဘာဝအသင်းကိုအသင်းကောင်းဆောင်အဖြစ်နဲ့ဆောင်ရွက်ခဲ့သူဖြစ်ပြီးတော့စနေတုန်းကယူပါလိမှာရတ္တရာအသင်းကိုအိမ်ကွင်းရောအဝေးကွင်းမှာပါရှုံနေခဲ့ဘူးတာလည်းပဲဖြစ်ပါလိမ့်။ဘေဘာရီယာဘီဘာဝအသင်းကို၃ချိန်မြောက်ကန်တွယ်နေတာလည်းပဲဖြစ်ပါလိမ့်။အိုင်ရန်လာကဘေဘာရီကိုအာဂျင်နီးယားလူမျိုးနေပြမာဆယ်လိုဘီယက်စာထက်ကိုပို့ပြီးတော့လေးစားထင်ကြီးသူလည်းပဲဖြစ်ပါလိမ့်။ မေလ26နှစ်မှာမိုးပွင့်ဘတ်စကားနဲ့ပရီးမီယံလိချန်ပီယံအောင်ပွဲခံမဲ့လက်ပါဘူးပရီးမီယံလိချန်ပီယံလက်ပါဦးသိန်းဟာမြို့တော်အားမိုးပွင့်ဘတ်စကားနဲ့လှည့်လည်အောင်ပွဲခံမဲ့ရက်ကိုကြေညာလာခဲ့ပြီဖြစ်ပါလိမ့်လက်ပါဦးသိန်းဟာဂျမနီတုံးကအန်ဖီမှာစပါးသင်းကို9ဂရုကိုနဲ့အနိုင်ယူပြီးတော့ပရီးမီယံလိမှာပေးပလားအချိန်30မြောက်စကူရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်လောဒီအင်္ဂလိပ်ဘောလုံးတမိုင်းမှာမိုင်ရတဲ့အောင်တဲ့တူအောင်မြင်ဆုံးအသင်းအဖြစ်ပူတွဲရည်တည်လာခဲ့တာလည်းပဲဖြစ်ပါလေ။ခုတော့မေလ26နှစ်မှာမိုးပွင့်ဘတ်စကားနဲ့ အောင်ပွဲခံတော့မှလည်းပဲဖြစ်ပါလိမ့်။အာလစ်စရောလေဘာဝသင်းကိုထောင်ပေါင်းများစွာသောလေဘာဝပရိသတ်တွေဟာလမ်းမပေါ်ကို ထွက်ကြိုးဆိုးမှဖြစ်ပြီးတူတူကအောင်ပွဲခံကြမှလည်းပဲဖြစ်ပါလိမ့်။အမိုးပွင့်ဘက်စကောင်နဲ့လှည့်လည်အောင်ပွဲခံမဲ့အစီအစဉ်ကိုလေဘာဝသင်းရဲ့မြို့တော်ကောင်စီကပြုလုပ်ထားဖြစ်ပြီးတော့၃နိုင်ကနေ၅နိုင်အကြားကြာမြင့်မယ်လို့ယူဆရပါလိမ့်။လဘောတရားမေလ25နေ့မှာအန်ဖီမှာခရစ်စတယ်ဘယ်လီအသင်းနဲ့ပရီးမီးယားလိရာသီသိမ်းပွဲကစားပြီးတဲ့နောက်နောက်တရံမှာပဲအမိုးပွင့်ဘတ်စကာနဲ့ချန်ပီယံအောင်ပွဲခံလာမှလည်းဖြစ်ပါလိမ့် ရော်ဒီဂါကိုလေဝစင်အသင်းကနေထုတ်ပယ်ဖို့အတွက်တောင်းဆိုနေကြတဲ့ပရိသတ်များဂျာမနီပြည်သူတွေရဲ့ဘာစီလိုနာအသင်းကိုရှုံးနေခဲ့တဲ့ကိုပါလေးဘောလူပဲမှာမလို့တဲ့အလုပ်ကိုလုပ်ခဲ့မိတဲ့ရီယယ်မထွေအသင်းနောက်ခံစားမကြီးရော်ဒီဂါကိုလေဝစင်အသင်းကနေထုတ်ပယ်တင်ကြောင်းယုံကြည်နေကြပါလိမ့်ရီယယ်မထွေအသင်းရဲ့နောက်ခံစားမရိုဒီဂါဟာယမနီတုန်းကဘာစီလိုနာအသင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာဘယ်ဘီကနီအချိန်မှာဘာစီလိုနာဘက်ကိုပြစ်ဒဏ်ဖို့ကျူးလွန်ခဲ့မှုအတွေ့ဒေါသထွက်ပြီးတန်လူကြီးကိုပျက်စီးနဲ့ပြစ်ပေါက်ခဲ့မှုကြောင့်အနီးကပ်ပြသခြင်းခံခဲ့ရပါသည် ဂျာမနီသတင်းဆောင်ဘိုင်းမှာကျွမ်းကျင်ဝေဖန်သုံးသပ်သူအဖြစ်လုံဆောင်နေတဲ့ဘီဝါဒန်လူချင်းအောင်ဖြစ်တဲ့ဒေါ့စတင်ဂင်ဟိုဘာကဂျာမနီနေပြောင်းနာဂက်စမန်အနေနဲ့ရူဒီဂါကိုလဲဝစဉ်အသင်းကနေထုတ်ပယ်ဖို့အလေးနဲ့ထားစဉ်းစားတင်ကြောင်းရေးသားသွားတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ကစရန်ကောက်ယူမှုအရပြည်သူ88ရာခိုင်နှုန်းဟာဂျဲတေတဲ့နောက်ခံလူကိုဂျာမနီလဲဝစဉ်အသင်းမှာမရွေးတင်ကြောင်းပြောဆိုခဲ့ကြတယ်လို့သိရပါလိမ့်။ဂျာမနီမဲဘေးသူက2ရာခိုင်နှုန်းသာရှိပြီး20ရာခိုင်နှုန်းကတော့ဂျာမနီအသင်းမှရွေးချယ်တင်ကြောင်းမဲဘေးရလာလိမ့်မယ်ဖြစ်ပါလိမ့်။ ကျေးဇူးတင်ပါတယ်ဘဲသမျောလုံးကိုစိတ်နှစ်ဖြောင်းတမ်းမှချမ်းသာကြပါစေခင်ဗျာ